မင်္ဂလာပါဓမ္မမိတ်ဆွေများဒီကနေ့မှာရှိဘိုးဘွားတို့ထားရခဲ့တဲ့အလွယ်တကူအသားအရာပြုလုပ်နိုင်တဲ့ရည်ရွယ်လေးတစ်ခုကိုတင်ပြလိုပါတယ်ဒီရည်ရွယ်ဟာကျမ်းမာရေးလူမှုရေးစီးပွားရေးပညာရေးတွေအတွက်ပါအာဝင်ခွင့်ကျတယ်လို့ရှင်းပြပါတယ်ရှင်းပြတဲ့သူကတော့နမောင်မျိုးနဲ့စန်းတော်ရွာကရှိမဟာဘုတ်ဘေးဒင်ဆရာကြီးတို့နာမည်ကြီးခဲ့တဲ့ဆရာကြီးဥမတင်ဖြစ်ပါတယ် မင်းသားကြီးစိတ်မာတင်နတ်မောင်မျိုးစုတောင်းဖရာပွဲကို လာရောက်ကပြတဲ့နှစ်ကသူ့ကိုမွေးဖွားတဲ့အတွက်ကြောင့်ဥမာတင်လို့နာမည်ပေးခဲ့ကြောင်းလည်းသိခဲ့ရပါတယ်။ဇေယကြီးဥမာတင်ဟာအသက်80နီးပါးရှိပြီးမျက်စိကစူးရှားလာပါတယ်။ကျွန်ုပ်ကလည်းမကက်မကဲမပင်မပန်းရှင်လန်းစွာနဲ့အလွယ်တကူအာရလေးပြုလုပ်နိုင်တဲ့လူတိုင်းအတွက်ရေရရာပညာလေးတရက်ကြီးမြတ်ပေးဖို့ပြောဆိုမိတဲ့အခါမှာဥမာတင်က ပြုံးရယ်ပြီးတော့၃လေးမျိုးပြောပြပါတယ်။ ကျွန်ုပ်ကလည်းအတန်လက်ဖန်းရေးလဲရေးပြီးမှတ်သားခဲ့ပါတယ်။ဇာကြီးပြောပြထားတဲ့အထဲကမှယခုတင်ပြလိုတဲ့ရေရာကတော့အိ္ဆာတရရေရာလို့ထင်မြင်ယူဆမိတဲ့အတွက်ကြောင့်ပထမဦးဆုံးတင်ပြလိုပါတယ်။ဘယ်သူမှဆိုလူတိုင်းလူတိုင်းမိမိရဲ့မွေးနေ့ကိုသိယုံတဲ့အလွယ်တကူပြုလုပ်နိုင်ပါတယ်။ခက်ခဲပင်ပန်းခြင်းလည်းမရှိဘူး၊ငွေကြေးကုန်ကြလည်းမရှိဘူး၊ကြီးကျယ်ကမ်းနားစရာလည်းမလိုဘူး။ဒါကြောင့်ဒီရေရာကို လူတိုင်းလူတိုင်းဟာတစ်နေ့တစ်ချိန်ပြုလုပ်ပေးသင့်တယ်လို့ထင်မြင်ယူဆမိပါတယ်။ မိမိရဲ့မွေးနေ့ကိုသိရင်ပဲအမျက်နှံနဲ့အညွန့်နှံကိုသိဖို့လွယ်ပါတယ်။တနင်းငွေသားအတွက်စနေက အမျက်နှံဖြစ်ပြီးတနင်းလာကအညွန့်နှံရှိပါတယ်။ဒီဥပမာကိုကြည့်ပြီးတခြားနေ့သားတွေလည်းအလွယ်တကူသိနိုင်ပါလိမ့်မယ်။ဒါပေမဲ့လူတိုင်းသိလွယ်စေဖို့အတွက်ခொနည်းရသားသမီးတွေရဲ့အမျက်အညွန့်တွေကိုမျှဝေတင်ဆက်ပေးလိုက်ပါတယ်။ပုံမှန်ပြထားတဲ့အမျက်နှံနဲ့အညွန့်နှံဇာတ်ကွက်တွေကိုကြည့်ပါ။ ပုံမှန်ပြထားတဲ့မိမိရဲ့မွေးနေ့ရဲ့အမြင့်အညွန့်နံကိုတီးပြီးဆိုရင်မိမိမွေးနေ့ရဲ့အမြင့်ရောအညွန့်မှာမှာပါတဲ့တစ်သားကိုတောင်းမွေးပြုလို့ရပါမယ်။အလွယ်ကူတည်နိုင်ဖို့အတွက်နောက်ထပ်ဇာကွက်တစ်ခုကိုထပ်မံတင်ပြလိုက်ပါရစေ။တနင်္ဂနွေသားအတွက်ကတော့ထောက်ကြံသား၊တနင်္လာသားအတွက်ကတော့ဩဇာသား၊အင်္ဂါသားအတွက်ကတော့ကရီသား၊ဘုဒ္ဓသားအတွက်ကတော့စိန်ပန်းသား၊ကြာသာပတိသားအတွက်ကတော့လောက်တီသား၊တောက်ကြသားအတွက်ကတော့ဗရောက်သား၊စနေသားအတွက်ကတော့တိဧန်သားတို့ပဲဖြစ်ပါရစေ။ ပုံမှန်ပြထားတဲ့အညွန်းတိုင်းမိမိရဲ့အမြင့်အညွန်းနံပါတဲ့တစ်တာရပြီဆိုရင်မိမိရဲ့အရက်အမောင်းနဲ့အညီဖြတ်ယူပါတင်းရဲ့အရက်အမောင်းက9ဘီခွဲရှိရင်9ဘီခွဲဖြတ်ယူပါအဲ့ဒီနောက်မှာအရင်နဲ့အပြားမလွဲစီဘဲနဲ့တောင်းမွေးပြုလုပ်ပါအရင်ဘက်ကတုတ်ပြီးအပြားဘက်ကိုပြေးပြေးလေးမတိမတာသေးသွားတဲ့ပုံစံကိုပြုလုပ်ပါပြီးရင်အရင်ဘက်ကနေပြီးအပြားဘက်ကိုတင်းရဲ့လိုရာစန္ဒာတွေကိုတောင်းမွေးမှရေးရပါမယ် ကျမ်းမာချမ်းသာလမ်းပြရပါစေလူရာဆန္ဒပြည့်ရပါစေရည်မှန်းချက်အောင်မြင်ရပါစေဇီးပွားလက်လာပါအလောက်ကံအစဉ်ပြေရပါစေစသဖြင့်ရေးသားပါဒီနေရာမှာအတူမှချင်တာကတော့တစ်သားကိုအရင်နဲ့အပြားမလွဲပါစေနဲ့အပြားဘက်ကနေအရင်ဘက်ကိုရေးမိရင်တော့တစ်ဆောက်ထိုးဖြစ်တတ်ပြီးပို့ပြီးတော့ဆိုပြီးပို့ပြီးအစင်မပြေဖြစ်တတ်တယ်လို့ဆရာကြီးကအမှားစကားပါပါတယ်ဒီလိုပြုလုပ်ပြီးပြီးဆိုရင်အဲ့ဒီတောင်မွေးနဲ့အတူခုနှစ်ရက်အဲ့ရပါမယ် မိမိရဲ့အဲ့ရနဘေးမှာချထားပြီးအဲ့ရင်ရပါပြီအဲ့ဒီနောက်မှာမွေးနေ့မနက်ပိုင်းမှာအဲ့ဒီတောင်မွေးကိုမိမိတို့ရဲ့မြို့ရွာမှာရှိတဲ့တကူကြီးဘုရားတဆူဆူရဲ့လက်ရဘက်မှာ အရင်ကိုအောက်ဘက်ကထားအပြားကိုအပေါ်ဘက်ကထောင်ပြီးလူဒန်းရပါမယ်တောင်မွေးနဲ့အတူလူဒန်းရမှာကတော့တနင်္ဂနွေသားဟာကြောက်ကြော တနင်္လာသားဟာဇီယိုအင်္ဂါသားဟာလာမုတ်ဗုဒ္ဓသားဟာပေါပေါကို ပြားရီစမ်းပြီးလူပါဂျာတာပတိသားကတော့ တီးယိုတောက်ကြသားကတော့ထညံစနေသားကတော့အုံဒီစိတ်တစိတ်တို့ပဲဖြစ်ပါတယ်ဒီလိုလူတန်းပြီးပြီးဆိုရင်ဒီဝါတပတိအစကြည့်တဲ့ဂါထာကို ကိုးကောက်ရွတ်ဆိုပြီးမြတ်တာပို့အမြဝေပြီးလိုရာကိုစုတောင်းပါခုနှစ်ရက်ခုနှစ်လအတွင်းထူးခြားစွာနဲ့တိုးတက်ကြီးပွားပြီးအောင်မြင်မှုများဝင်လာမယ်ဝင်လာတဲ့အောင်မြင်မှုတွေကလည်းဝင်လာမစဲတသေးသေးဆိုလိုပဲထက်ခါထက်ခါနဲ့ရရှိလာပါလိမ့်မယ် ီရရကို လူတိုင်းမကတ်မကဲမပင်မပန်းနဲ့ရှင်လန်းစွာနဲ့ပြုလုပ်နိုင်ကြပါတယ်မိษွေများအတွက်အလောက်ကင်လက်လာပပွင့်လန်းစေတဲ့ရှိရှိကအဆောင်ရရလေးခုကိုပြန်လည်မြဝေတင်ဆက်ပေးလိုက်ပါတယ်ပြည်မျိုးဝေပုံလာရာမကြောင်းတိုက်ဆရာတော်ဗဒ္ဒန္တဝေပုံလာဆရာတော်ကြီးရေသချီးမြှင့်တော်မူတဲ့ရတနတ္တမဟာသိဒ္ဓိဂါထာမန္တန်ကျမ်းမှာပါတဲ့ကမ္မဝသဲကြီးအကြောင်းကို 2022ရက်နေ့နလပိုင်း2016ခုနှစ်က Facebook မှာဖတ်ခဲ့ရပါတယ်။ဈေးရောင်းမကောင်းရင်ဈေးရောင်းကောင်းတဲ့အကြောင်းခိုင်မြဲနေတဲ့အရာတွေရွှေ့ပြောင်းစေနိုင်ကြောင်းရောင်းမထွက်တာတွေရောင်းတွက်စေကြောင်းရောင်းထွက်စေကြောင်းဖတ်ရှုမှတ်သားခဲ့ရပါတယ်။2016ခုနှစ်မတ်လအထဲမှာကျွန်ုပ်ဟာကြောက်ပတောင်းမျိုးကိုအလဲရောက်ခဲ့ပါတယ်။မတ်လ15ရက်ညနေမှာကျွန်ုပ်ရဲ့တူမဖြစ်သူကသူ့မိတ်ဆွေအမျိုးသမီးတအူးကိုခေါ်လာပါတယ်။ဒေါ်ငယ်အေးလို့ခေါ်ကြောင်းသိရပါတယ်။ဒေါ်ငယ်အေးကဆရာ ကျမမြေခွေရောင်းချင်တာရောင်းလို့ကိုမထွက်ဘူးဆရာတနေ့လောက်တော့ကြာနေပြီဈေးလျှော့ရောင်းပြီမဲ့ဈေးစကားပြောပြီးကမှအဆင်မပြေဖြစ်သွားတယ်ငွေကလည်းလိုနေတော့ရောင်းထွက်ချင်ပါတယ်ဆရာဆရာကူညီနိုင်မယ်ဆိုရင်ကူညီပါဆရာအဲ့ဒီခါမှာကျွန်တော်ကအင်းကူညီနိုင်ပါတယ်ဗျာဒါပေမဲ့ကျွန်တော်ခိုင်းတဲ့အတိုင်းတော့တိတိကျကျလုပ်ဖို့လိုတယ်အမားယွင်းရှိလို့တော့မရဘူးအဲ့ဒီခါမှာဒေါ်ငိအေးကဟုတ်ကဲ့ပါစိတ်ချပါဆရာခိုင်းတဲ့အတိုင်းတိတိကျကျလုပ်ပါမယ်အဲ့ဒါဆိုဟုတ်ပြီလာမယ့်အင်္ဂါနေ့ညနေ9နာရီမှာလုပ်ရမယ် ွန်ငယ်အေးရောက်မဲ့မြေခွက်ရဲ့အရှိတောင်တောင်မှာညောင်သားတစ်ချောင်းဆိုက်ရမယ်။ညီကြီးတဲ့ဝင်အောင်ရရမယ်။ဒွန်ငယ်အေးတယောက်တည်းပါ။တခြားဘသူမှမတိမမြင်ပါစေနဲ့။မြေခွက်အမြန်ရောင်းထွက်စီလို့သုံးချိန်မတိုးမကျဲအတန်ထွက်ပြောဆိုရမယ်။ရေယုံကြီးကြီးလောက်ပါ။ဟုတ်ကဲ့ယုံကြည်ပါတယ်ဆရာ။အခုဆရာပြောတာတွေကိုတည်တည်ချာချာမှတ်သားထားပါတယ်။အဲ့ဒီကမှကျွန်ုပ်ကနေအောင်ပြောစရာကြံသေးတယ်ဗျ။ဒွန်ငယ်အေးကဘာနည်းသမီးလဲ။အင်္ဂါသမီးပါဆရာ။အဲ့ဒါဆိုအတော်ပဲဒွန်ငယ်အေးကိုယ်တိုင်လောက်ပါ။ ီးတော့အဲ့ဒီရောင်းမဲ့မြေခွဲကိုဓာတ်ပုံနဲ့ရိုက်ပြီးကျွန်တော်ကိုပေးပါမြေခွဲတစ်ခုလုံးပအောင်ရိုက်ရမယ်ရှေးမျက်နှာစာကတစ်ပုံနောက်ကြောဘက်ကတစ်ပုံဓာတ်ပုံရိုက်ပြီးကျွန်တော်ကိုပေးပါကျွန်တော်ကိုယ်တိုင်အစွမ်းထက်တဲ့ဂါထာနဲ့စီစဉ်ပေးပါမယ်ဒေါ်ညေးရဲ့အနေနဲ့လည်းညစဉ်ပဋ္ဌာန်းတရားတော်ရွတ်ဖက်ပြီးဘုရားရှိခိုးပူဇော်ပါအဋိဋ္ဌံ၉ရက်ဝင်ပါအဋိဋ္ဌံအောင်တဲ့ရက်မှာမြေခွက်ရောင်းထွက်ပါစေဆိုပြီးစုတစုထဲတောင်းပါတစ္ဆာပြုတ်ပြီးစုတောင်းရင်ပိုကောင်းပါလေလုံနိုင်ပါမလားဟုတ်ကဲ့လုံနိုင်ပါတယ် တစ္ဆာဆိုတော့ဘယ်လိုဆိုရမလဲဆရာဒီလိုပါပဋ္ဌာန်းတရားတော်ကြီးကိုညစဉ်၉ရက်ပြည့်အောင် ရုပ်ဖက်ပြီးမြတ်စွာဘုရားရှင်အားပူဇော်ခဲ့ပါတယ်ဗျာဤတစ္ဆာမံကံပါဤဤမံကံသောတစ္ဆာစကားကြောင့်တပည့်တော်မှဤမြေကွက်အမြန်ရောင်းထွက်ပါစေသားအရှင်ဘုရားလို့တစ္ဆာပြုဆုတောင်းပါအဲ့ဒီခါမှာတော်ညေအေးကဩဟုတ်ကဲ့ပါဆရာဒါဆိုသိမ့်မခက်ပါဘူးတစ္ဆာပြုဆုတောင်းပါမယ်ဒါဆိုကျွန်တော်စီမြေကွက်ရဲ့ဓာတ်ပုံနှစ်ပုံပို့ပေးပါဟုတ်ကဲ့ဆရာကျွန်မကိုပြန်ခွင့်ပြုပါဦး ဟုတ်ပါပြီဗျာစိတ်မပူပါနဲ့မြေခွက်ရောင်းထွက်သွားမှာပါကျွန်ုပ်ကဟန်ကိုဖို့ဆိုလို့ပြောလိုက်ပါတယ်နောက်နေ့မှာတော့ဒေါ်ငယ်အေးရဲ့မြေခွက်ဓာတ်ပုံနှစ်ပုံကျွန်ုပ်စီရောက်လာပါတယ်အဲ့ဒီနေ့ကစလို့ကျွန်ုပ်ဟာမြေခွက်ဓာတ်ပုံနှစ်ပုံကိုကျွန်ုပ်ရဲ့ရှိတထွာလောက်မှထားပြီးကမွာသေးကြီးကာထာတော်နဲ့38ခေါက်ရွတ်မှန်းပါတယ်ပြီးတော့အဲ့ဒီဓာတ်ပုံနှစ်ပုံကိုစာအုပ်တုပ်ကြားမှာညှက်ထားလိုက်ပါတယ်ကျွန်ုပ်ဟာကြောက်ပတောင်ကမပြန်ခင်ရက်တွေမှာနေ့စဉ်အဲ့ဒီအတိုင်းပြုလုပ်ခဲ့ပါတယ် မလကုံတိပါပဲအေဘီလာ၂ရက်နေမှာ တောင်ကြီးအေးသာယာမြို့တစ်ကနေ အိမ်ကိုပြန်ခဲ့ပါတယ်ကျွန်တော်အိမ်ကိုပြန်ရောက်တော့အဲ့ဒီမြေခွက်ကိစ္စကို မေ့သွားပါတယ်တကြံအကျုံနေ့မနက်တော့မှတော့ကျွန်တော်ရဲ့တူမစီကဖုန်းဝင်လာပါတယ်ဟယ်လိုဦးလာဦးစီစဉ်ပေးခဲ့တဲ့ဒေါ်ငယ်အေးမြေခွက်ရောင်းထွက်သွားပြီဟေးဟုတ်လားဘယ်နေ့ကထွက်သွားလဲမနေ့ကပဲထွက်သွားတာဦးအတွက်လည်းကတော့ခဲ့သေးတယ်ဦးကိုကျေးဇူးတင်လို့တဲ့အဲ့ဒါတကြံပြီးမှပဲဗန်ဖွင့်မှငွေပို့ပေးလိုက်တော့မယ် အေးအေးဝမ်းတာပါတယ်ဒုံကြီးအေးလက်အစင်ပြေသွားတာပေါ့ဟုတ်တယ်ဦးဖုံးချလိုက်တော့မယ်နော်ကျွန်ုပ်ကူတိုင်းတော့အံ့ဩသွားပါတယ်စေတနာနဲ့ကူညီခဲ့တဲ့အလုပ်တစ်ခုအစင်ပြေသွားပြီတဲ့မြေရောင်းရတာအလွန်ခက်ခဲပါတယ်ရောင်းသူဝယ်သူကြားပွဲစားအပေးယူတဲ့ဖို့ကမလွယ်လားပါဘူးမြင်အံ့မမြင်အပ်တဲ့အနောက်ရှက်တွေကလည်းရှိနိုင်ပါသေးတယ်ဈေးတက်ဈေးညှိပြီးမှပြတ်သွားတတ်ပါတယ်ကျွန်ုပ်ရဲ့ဇနီးတဲ့ကူတိုင်းမြေရောင်းဝယ်လုပ်နေလို့တိထားတာပါအခုတော့ဤကောင်တစ်ခုရလိုက်လို့အောင်မြင်သွားပါပြီ။ ကမောအသေးချီကာထာတော်ကတော့ဒီလိုပါကိစ္စအမုံမိဩဃာတိတိဋ္ဌာဟိဧတာညတ္တိ